Hello အားလုံးပဲမင်္ဂလာပါကျွန်မနာမည် Eliza ဖြစ်ပါတယ်ကျွန်မဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့ကျွန်မတို့မှာစင်ဂျီပေးတတ်တဲ့အကျင့်ပေါ့နော်စင်ဂျီပေးတတ်တဲ့အကျင့်နောက်တစ်ခုကစင်ဂျီပေးဖို့အကြောင်းအရာကိုပဲရှာဖွေနေတယ်အဲ့ဒီစင်ဂျီပေးပြီးတော့ပဲကိုယ့်ရဲ့မသိစိတ်ထဲမှာအဲ့ဒီစင်ဂျီကဘာလေးထဲမှာပဲကျွန်မတို့ကလေပတ်နေကြတယ်အဲ့ဒီအကြောင်းလေးကိုကျွန်မပြောပြခြင်းပါတယ်လူတော်တော်များများကျွန်မကိုယ်တိုင်ကောပဲစင်ဂျီပေးလိရှိကြပါတယ်တခုခုဆိုရင် ကိုမလို့ချင်တဲ့အရာကိုကြောက်နေတဲ့အရာတွေတွေ့ပြီဆိုရင်ဒါကတော့အဆင်မပြေသေးလို့ဒါလေးကတော့မပြေဆုံးသေးလို့ဒါလေးကတော့အပြေရှာနေတော့မို့လို့အထူးသဖြင့်ဒါလေးကတော့ block တွေကျန်းနေလို့ဒါလေးကတော့ heal မဖြစ်သေးလို့စသဖြင့်ကျမတို့စင်ကြီးတွေအများကြီးနဲ့ကျမတို့လုပ်ရမယ့်အလုပ်တွေကိုကျမတို့နောက်ဆုတ်ပြီးတော့နေရွှေညရွှေရွှေရင်းနဲ့ဘဝကိုအချိန်လေးဖြုံးတီးမိနေကြတာရှိပါတယ် ဒါဟာကျွန်မကိုယ်တိုင်လည်းအဲ့ဒီလိုမျိုးအစင်းစင်းကိုဖြတ်တန်းလာခဲ့တာဖြစ်ပါတယ်။ကျွန်မကိုယ်တိုင် fear နဲ့ရင်ဆိုင်ကြုံတွေ့တဲ့အချိန်မှာကိုယ့်ရဲ့ fear ဟာပြောရမယ်ဆိုရင်ကျွန်မရဲ့အတိတ်မှာဆွဲလန်းတဲ့အတိတ်ကိုဆွဲလန်းစိတ်ပေါ့နော်။ကျွန်မဒီကနေဒါကိုပြောင်းတဲ့အချိန်မှာဆိုရင်ကျွန်မအနေနဲ့ဒီကနေဒါမှာဘဝကိုအစအပြန်စရတဲ့အခါမှာကျွန်မအနေနဲ့ကြောက်စိတ်ပေါ့နော်။ကြောက်စိတ်ဖြစ်တယ်။ဒီကြောက်စိတ်ကဘာလို့ဖြစ်လာလဲဆိုတဲ့အခါကျတော့ကျွန်မရဲ့အတိတ်က အောင်မြင်မှုအတိတ်ကကိုပါလုပ်ခဲ့တာလေကိုပါအောင်မြင်ခဲ့တာလေဘယ်နေရာထိရောက်ခဲ့တာလေဆိုရဲအတိတ်ကအောင်မြင်မှုကိုအမြဲတမ်းပြန်ပြန်တွေးနေတဲ့အချိန်မှာအဲ့ဒီအောင်မြင်မှုကိုကိုကကိုယ့်ရဲ့ဘဝပါလို့ ownership ပေးမိလိုက်တဲ့အချိန်မှာနော်အောင်မြင်မှုကိုရှုံးနိမ့်မှုဆိုတာကကျမတို့ life မှာဒါတွေက on and off သွားနေကြတဲ့အဖြစ်အပျက်တွေကြီးပဲအဲ့တော့ဒါတွေဟာကျမတို့ရဲ့အောင်မြင်မှုကို ဒါကျမတို့ရဲ့အောင်မြင်မှုနဲ့ကိုယ်နဲ့ကြားထဲမှာကိုယ်ဝင်ကစုတ်ကောင်မျိုးဒီအောင်မြင်မှုရဲ့အောက်ထဲမှာကိုယ့်ကိုယ်ကိုဝင်ထည့်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ကျမတို့ဟာဒီအောင်မြင်မှုနဲ့အလန်းဝဲသွားပြီလို့ထင်သွားပြီဆိုတော့ကျမတို့ကိုယ့်ကိုယ်ကိုမနေတတ်တော့ fear တွေဝင်လာကြတယ်။အဲ့တော့ကျမရဲ့ life experience အရာဆိုရင်တော့ကျမဟာအတိတ်ကအောင်မြင်မှုဟာကျမရဲ့အနာဂတ်ကိုသွားမဲ့နေရာမှာလာပြီး block လာဖြစ်နေတာကိုတွေ့ရတယ်။အဲ့တော့အဲ့ဒီအချိန်မှာကျမကပြောမယ်ဆိုရင် ကိုကရှေ့မှာဘာကိုတည်းဘာ potential ရှိနေတာလဲဆိုတော့လည်းမမြင်ဘူး။ဘာလို့လဲဆိုတော့အတိတ်နဲ့ပဲပြန်ပြန်နှိုင်းနေ။ကိုဟာမမြင်ကိုဘာမှမသိထားတဲ့နေရာဟိုးလျှောက်လန်းရမယ့်နေရာမှာကို့အတွက်ဘလို့အရာတွေကစောင့်ကြုံနေတာလဲ။ကိုဘယ်နေရာတွေကို စူးစမ်းဖြတ်ကျော်လိုက်ရင်ဘလို့နေရာတွေမှာကျမလမ်းတွေပွင့်သွားနိုင်တာလဲဆိုတာကြီးကျမမစင်စားနိုင်ဘူးကျမဘာပဲစင်စားလဲဆိုတော့ကျမရဲ့အတိတ်မှာရှိနေခဲ့တဲ့ကျမလုတ်တက်ခဲ့တဲ့အရာကျမအောင်မြင်ဘူးခဲ့တဲ့အရာ ਨੇ ဒီနေရာမှာမတူဘူးဆိုရင်ကျမအဲ့နေရာကိုကြောက်တယ်ကြောက်တော့အဲ့နေရာကိုကျမရင်ဆိုင်တိုးဖို့အတွက်ကျမရှောင်ကျင်တာတွေရှိတယ်ပြောရမယ်ဆိုရင်အဲ့တော့ကျမရဲ့ fear ဟာခုနလိုအတိတ်ကို စိတ်ကသွားနေတယ်။အနာဂတ်မှာဘာဖြစ်လာမှာလဲငါအတိတ်ကလုပ်ပုံနဲ့မတူလို့ရှင့်အနာဂတ်မှာတော့အဆင်ပြေမှပြေပါမလားမသိဘူးငါတော့ဒီလိုနေရာမျိုးယူမလုပ်ချင်ပါဘူးအဆင်မပြေနိုင်လောက်ပါဘူးလို့ခေါ်တယ်ကျမတို့ရဲ့ future ကိုကြိုပြီးတော့ကိုယ့်ရဲ့ assumption တွေကိုကို project လုပ်တယ်ကိုယ့်ရဲ့စိတ်ထဲက illusion တွေနဲ့ကိုယ့်စိတ်ထဲကထင်မြင်ယူဆချက်တွေဘေးဘဝင်းချင်းကကိုယ့်ထဲကိုလာပြီးတော့ project လုပ်ထားတဲ့အရာတွေနဲ့ကျမတို့က future ကိုကြိုတင်ပြီးတော့ predict လုပ်တယ်ကြိုးပြီးတော့ project လုပ်တယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ကျမတို့ကအနာဂတ်ကိုကြောက်လာတယ် fear of success ကိုယ့်ရဲ့အောင်မြင်မှုဒီပတ်ဝန်းကျင်ဒီနေရာအတိတ်မှာငါဒီလိုစ조사လိုက်ရင်ငါဘာတွေပြောင်းလဲရတော့မယ်နော်ငါဘာတွေအတိတ်တွေတွေးလာတော့မယ်လူကလေအတိတ်ကိုတွေးရဖို့လေကြောက်တတ်တာရှိတယ်ကြောက်တဲ့အခါမှာစင်ချေအများနဲ့ပြေးလို့ရှိရင်ဘာလို့အတိတ်ကိုတွေးရမှကြောက်တာလဲဘာလို့အတိတ်ကိုတွေးရမှကြောက်တာလဲဆိုတဲ့အခါကျအတိတ်ဆိုတဲ့အရာကိုကျမတို့ကဒါ စူးစမ်းလေ့လာရတော့မယ်ဆိုရင်အဟောင်းနဲ့ကလုတ်တက်နေတဲ့ comfort zone ကနေထွက်ရပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အသက်ဟာတစ်ခါခါကြာလို့ရှင်ကိုယ့်ကိုယ်ကိုယ့်ရဲ့ core အထီလာပြီးတော့တုံ့လှုပ်စေနိုင်တာပြီးပေးတတ်တယ်။အဲ့ဒီခါကျရင်ကျမတို့ကအမလေးဒီအသက်ကြီးနေဆိုရင်တော့ဒါတွေကိုလုံးဝမယ်ဆိုရင်တော့ငါတို့အခုလက်ရှိဟာတွေနဲ့ဘယ်လိုလုပ်ကြမှာလဲ။စသဖြင့်ဒါမျိုးတွေကျမတို့တွေးလိုက်ပြီးတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုရင်အနာဂတ်မှာကျမတို့မမြင်ရတဲ့ potential တွေအတွက်ကိုယ့်ကိုယ်ကိုစူးစမ်းဖို့လည်းမလုပ်ချင်ကြဘူးဖြစ်တယ် ဲ့တော့အတိတ်မှာလည်းကိုလှုပ်တက်ခဲ့တဲ့အရာ ကိုလုံနိုင်ခဲ့တဲ့အရာတွေရှိတယ်ဒါတွေကလည်းအလကားဖြစ်သွားတာမဟုတ်ဘူးဒါပေမဲ့အတိတ်မှာကိုအောင်မြင်ခဲ့တော့ကိုကဟာငါလုံနိုင်ပြီကွာဆိုရဲခုနလိုမန်လေးတစ်ခုကဝင်သွားတယ်အသက်စတော့မယ်ဆိုရင်ကိုကလုံးဝ toddler လို့ဖြစ်နေတယ် beginner လို့ဖြစ်နေတယ်ဆိုတော့ beginner ပုံစံနဲ့ဆိုရဲကလည်းဟေးငါဘာမဟုတ်သေးပါလားငါတက် D feel D name အစ်စ်မှာငါတက်တည်တဲ့တက်တဲ့လူတွေအများကြီးရှိနေပါလားငါကဘာမှမဟုတ်တော့ပါလား စသဖြင့်အဲ့ဒီ challenge မျိုးကိုလည်းကြောက်တာရှိတယ်။ကျွန်မမှလည်းအဲ့ဒါမျိုးတွေအများကြီးအများကြီးရှိတယ်။အဲ့တော့အဲ့ဒါတွေကိုကျွန်မကိုယ်နိုင်ကိုလည်းစ조사ဖြတ်ကျော်ရင်းနဲ့ကျွန်မဟာဒီ coaching လောကတွေကိုရောက်လာတယ်။ကျွန်မလူတွေအများကြီးကိုကျွန်မ coaching လုပ်ပေးနေတယ်။ကျွန်မရဲ့ coaching လုပ်ပေးရတဲ့အတူတူကျွန်မဘာတွေတွေ့လာလဲဆိုရင်ကတော့လူတွေအများကြီးမှဖြစ်နေတဲ့ဟာတွေတော်တော်များများဟာကျွန်မမှလည်းရှိနေတာတွေရှိခဲ့ဘူးတာတွေဖြစ်နေတာကိုကျွန်မသွားပြီးတွေ့ရတယ်။ အဲဒါကြောင့်မလို့ဒီဗီဒီယိုလေးမှာကျွန်မဘာ message ပေးချင်လဲဆိုတဲ့အခါကျကျွန်မတို့စင်ဂျေဆိုတဲ့အကြောင်းကိုကျွန်မ message ပေးချင်တယ်။ကျွန်မတို့ဟာဒီလို fear တခုခံနေပြီဆိုလို့ရှိရင်စင်ဂျေအများရန်ပေးပြီ။ Okay ။စင်ဂျေအများရန်ပေးတဲ့အခါမှာဘာလဲဆိုရင်အိမ်မှာအလုပ်တွေများလို့ဝေယဝိစရီယာရှိနေသေးလို့เนาะဘသူ့ကိုဘာတွေထိတ်ခဲလုပ်နေရလို့เนาะတာဝန်ယူထားရညာလို့အဲ့ဒါကြောင့်မို့လို့ကျမကเนาะအလုံးမလုံးနိုင်သေးဘူး ကျမသွားမယ်လမ်းခီးကိုကျမမသွားနိုင်သေးဘူးเนาะအိမ်စားသဖြင့်စင်ဂျေပေးဖို့အမြဲတမ်းရှာတယ်ဟုတ်ပြီเนาะစင်ဂျေပေးဖို့အမြဲတမ်းရှာတယ်အဲ့ဒီစင်ဂျေဟာပြောရရင်ကိုသွားမယ်ကိုယ့်ရဲ့ potential ကိုကိုသွားရမှာကြောက်တာ fear of success လို့ခေါ်တယ်နောက်တစ်ခု perfectionist ပုံစံကျမတို့ကเนาะ perfectionist ပုံစံကလူတော်တော်များများမှာလေအမြဲတမ်းကိုအချိန်တော်တော်များများမှာကိုရှိနေကြတာဖြစ်တယ်ကျမဆိုလို့ရှိရင်เนาะကျမဘဝမှာကောင်းတဲ့အပိုင်းတွေအကုန်လုံး အများကြီးပဲเนาะကောင်းတာတွေများများရှိမှကျမသဘောကြတယ်ကျမဘောအဲ့အစိပ်ပိုင်းတစ်ခုခုမှာအားနေချက်တစုံတရာရှိနေပြီဆိုရင်ကျမအနေနဲ့မနေတတ်ဘူးဒီအားနေချက်ကိုကျမကဟာ ငါဒါကြီးကငါအားနေချက်ဖြစ်နေပါလားဆိုတော့ကျွန်မလက်မခံတာအဲဒါကြောင့်မလို့အဲ့အားနေချက်ရှိတဲ့နေရာကိုကျွန်မကငါငါမှာအဆင်မပြေနေဘူးဆိုတဲ့စိတ်တစ်ခုနဲ့ပြဿနာကြီးတစ်ခုလို့ခံစားရတယ်။အဲတော့ကျွန်မတွေကကိုယ့်ရဲ့ growth ကိုရှာမဲဆိုရယ် growth mindset ကိုတွေးလိုက်ပြီးဆိုရင်ဒီလိုမျိုးအားနေချက်အားသာချက်လို့ကျွန်မတို့ကခွဲပြီးတော့ကြည့်နေပဲအစားနော်။ကိုယ်တွေကဒီနေရာလေးကိုတလန်းလှမ်းလိုက်ငါမှာ growth လေးတစ်ခုရလိုက်မလုတ်ဖူးတာလေးကိုစမ်းလို့ကြည့်လိုက်ရင်ပညာလေးတစ်ခုတိုးလာပြီ။ဟုတ်တယ်ဟုတ်။ဆိုတော့ဒီလိုမျိုး growth mindset လေးနဲ့ကျွန်မတို့ မသွားပဲနဲ့ငါမှဒီအားနေချက်ကြီးရှိတယ်ဒီအားနေချက်ရှိတဲ့အခါမှာဒီအားနေချက်ကြီးနေတာငါဒီအလုပ်ကိုလုပ်လို့ရှင်ငါ့ကိုလူတွေကဘယ်လိုပြောကြမှာလဲငါအဆင်ပြေပါမလားတခြားငါရှုံးနေပြီးတော့ပဲပြန်လာပါလား you know အဲ့လိုမျိုးတွေအများနဲ့ထက်ထွက်ပြီးတော့အလုပ်တစ်ခုကိုစာလုံးကြီးစမယ်နေအောင်ဘယ်တော့မှမစကြအောင်စင်ကြေပေါင်းစုံပေးကြတယ်ပြောရရင်တော့ perfectionist ပုံစံလို့ပဲပြောရလိမ့်မယ်ဘဝမှာဘက်ဆောင်ကောင်းမှအလုပ်လုပ်မယ်ဘက်ဆောင်အဆင်ပြေတယ်ဆိုတော့မှဒီအလုပ်ကိုလုပ်မယ်ဆိုတာမျိုးကျမဆိုလို့ရှင်လေအဲ့ဒီဟာကိုတော်တော်လေး short ချရတယ်ကျမရဲ့စိတ်မှာကတော့ awareness ထားပြီးတဲ့အခါကျတော့ငါရဲ့ growth ကိုငါ ကြည့်တဲ့နေရာမှာငါ့ရဲ့ growth ကိုငါကြည့်တဲ့နေရာမှာငါမသိတဲ့နေရာတွေငါမတတ်တဲ့နေရာတွေငါမကြွမ်းကျင်တဲ့နေရာတွေကိုများများတွေ့လာခြင်းသည်ငါ့အတွက် growth ကိုတွေ့ဖို့လမ်းစာတွေပေါ်လာတာပဲဆိုတဲ့ mindset မျိုးကိုပြောင်းပြစ်ရတယ်။အဲ့ဒီ perspective ကိုပြောင်းပြစ်ရတယ်။မဟုတ်လို့ရှိရင်မသိတာတွေ့တိုင်းကြောက်တယ်တုံ့လောက်တယ်နော်လူကအသက်အရွယ်တခုရလာတဲ့အမျှငါငါသိတယ်ငါလေ့လာနေတာငါ့မှာပညာတွေအများကြီးတက်ထားရဲဆိုတဲ့စိတ်တွေနဲ့ကိုသိတယ်ကိုတက်တယ်ဆိုတာကြီးအများကြီးလှုပ်ချင်နေကြတာရှိတယ် yes a a certain level လောက်အထိကိုမသိထားတဲ့အနေထားရှိနိုင်မယ်သို့တော့လူတယောက်ဟာအမြဲတမ်းဘာမှမပြည့်စုံနေဘူးပညာစုံတက်နေတဲ့ပညာတွေတအားပြည့်နေတဲ့သူဆိုတာမရှိဘူးမြတ်စွာဘုရားလွယ်ဘူးသူမှမရှိဘူးအဲ့တော့ကျတော့ကျမတို့ရာကိုဘာသာကိုငါဟာဘယ်တော့မှမစိုးပညာကိုမပြည့်သေးတဲ့အတွက်ပညာသင်ယူနေရမယ့်သူပဲဆိုတာကိုကျမတို့ကလက်ခံထားဖို့လိုအပ်တယ် အဲ့ဒီပညာသင်ဖို့အတွက်ကိုဘလို့နီးနဲ့သင်ရသင်ရငါခင်းတဲ့အညီပြောင်းလဲနေတဲ့ပညာရက်တွေကိုသင်ရမယ်ဆိုလဲငါသင်ယူမှာပဲဆိုရဲစိတ်ယူမွေးတိုင်ဖို့လိုရမယ်เนาะကျမဆိုရင်ခင်းတဲ့ခင်းတဲ့အညီဆိုလို့ပြောရမယ်ဆိုရင်အာဒီကွန်ပျူတာနဲ့ပတ်သက်တာတွေဆိုလို့ရှိရင်ကျမတောင်မှ IT နဲ့ပတ်သက်လာတဲ့ trolley tech savvy ဖြစ်ပေမဲ့အိမ်ကသားသမီးတွေလည်းရှင်လိုက်တဲ့အခါကျရင်တို့လွယ်လွယ်လေးသိတဲ့ဟာလေးတွေကိုကျမဟဲဟုတ်လားဆိုပြီးတော့အဲ့တော့ကြတော့မှဟဲကနေဖြစ်ပြီးသိသွားတာတွေရှိတယ် ဆိုတော့ဒါပေမဲ့ဘာဖြစ်လဲ technology ဆိုအများနဲ့ပြောင်းလဲနေကျွန်တော်တို့ဒီနောက်မှာလိုက်ပြီးသိယူနေရမှာပဲအဲ့ think you measure mindset ကိုကျွန်တော်တို့မွေးပုံမွေးနိုင်ဖို့လိုအပ်တယ်เนาะ think you measure mindset ကိုကျွန်တော်တို့ကမွေးပုံမွေးနိုင်ဖို့လိုအပ်တယ်အဲ့တော့ think you measure စိတ်တက်လေအဲ့ growth ဆိုတဲ့ mindset လေးရှိလာပြီဆိုရင်စင်ကြေးပြတာတွေရော့သွားလိမ့်မယ်ခုနကလိုစင်ကြေးပေးမဲ့အကြောင်းအရာတွေကနေ short ပြီးတဲ့အခါကျတော့ကိုလက်တွေ့လောက်ရမှာပါလေစာလုံးကြီးစရမှာပါလေပေါ့နော်ချက်ချင်းလုံနိုင်သွားလိမ့်မယ်နောက်တစ်ခုက စာလုံးရေးစမှမစမချင်းနဲ့အားလုံးပြည့်စုံတော့မှ ready ဖြစ်တော့မှလုံမယ်လေးဆိုရဲအလုံမျိုးဟာဘယ်တော့မှမရှိနေဘူးမရှိနေဘူးကျမတို့ကလေးမွေးလာတယ်ကလေးအမေတာဖြစ်လာတယ်ကလေးအမေဖြစ်လို့ကလေးအမေဖြစ်ဖို့ I am ready ပါအမေပညာမိခင်ပညာတွေကိုလုံးဝ100%တက်ကြွမှငါကလေးမွေးမယ်ဆိုတော့ you know မရဘူးကျမတို့ရဲ့အမေတယောက်ရဲ့ပညာဟာကလေးမွေးရင်ကလေးတွေကြီးလာရင်လည်းအမေတယောက်ရဲ့ wisdom ဟာလေတစ်ဖြည်းဖြည်းနဲ့တိုးတက်ကြောင်းလဲနေတာဖြစ်တယ်ဆိုတော့အမေတယောက်ရဲ့ပညာကိုကြောင်းတက်သွားယူပြီးတော့ဘွဲရတော့မှပဲကလေးမွေးမယ်ဟေးဆိုတော့ကျမတို့အမေလုံးမနေနဲ့တော့ဟုတ်တယ်မလားဆိုတော့ဘယ်တော့မှကျမတို့မှာ ready ဖြစ်တယ်ဆိုတဲ့အချိန်မျိုးရှိဘူး ဘယ်အရာကိုမှကျမတို့ ready ဖြစ်နေရဲဆိုတဲ့အချိန်မရှိဘူး ready ဖြစ်မှအားလုံးအဆင်ပြေပြီနော်အားလုံးကောင်းပြီနော်အခြေအနေတွေအားလုံးပေးပြီနော်ဆိုတဲ့အချိန်ကြတော့မှကျမတို့ထလုပ်လို့မရဘူးကိုလောက်ချင်ရင်ကိုကရွေးချယ်ပြီးလုပ်ရမှာပဲဖြစ်တယ်ဆိုတော့စင်ချေပေးတဲ့အကျင့်ကိုလျှော့ပါစင်ချေပေးတဲ့အရှင်းအကျင့်ကိုလျှော့ပါနောက်တစ်ခုကစင်ချေပေးတဲ့အလေးအထကိုဘယ်နေရာမှာစင်ချေပေးလဲဆိုရင်အလေးအထကိုမြင်အောင်စမ်းစစ်ပါ မြင်အောင်ဆန်းစစ်ပါเนาะဒါလေးအရန်အရေးကြီးပါတယ်အဲ့တော့အဲ့ဒီစင်ဂျီကိုပဲနေရာမှာစင်ဂျီပေးလဲဆိုတော့ကိုစင်ဂျီပေးတတ်တဲ့နေရာတွေကိုမြင်ပြီးဆိုရင်အဲ့ဒါလေးကိုအသာလေးကျမတို့ eliminate လုပ်လိုက် okay လုံးလိုက်ရင်ရှင်းရှင်းလေးပဲကိုဟာဘယ်နေရာမှာဟာခွက်ရှိလဲဆိုတဲ့ဟာလေးကိုကိုကငါဒီနေရာလေးကိုဒီလိုပြောင်းတွေးမယ်ဒီလိုငါမတွေးဘူးဒီလိုပြောင်းတွေးမယ်ဆိုပြီး perspective လေးပြောင်းလိုက်တာလေးကိုကိုကျမတို့ကတိုးတက်မှုအများကြီးရမှာဖြစ်ပါတယ်အဲ့တော့ဒီကျမရဲ့ community ထဲမှာရှိနေတဲ့သူတွေကเนาะတခြားเนาะကိုယ့်ရဲ့ရေးဆက်ပဋ္ဌာန်းဆက်ရှိကြတဲ့သူတွေကကိုယ်စင်ကြေပေးနေတဲ့နေရာတွေမှာเนาะဘာတွေရှိနေလဲเนาะဘယ်နေရာတွေမှာစင်ကြေပေးတတ်တယ်လဲဘလို့အကြောင်းရတယ်ဆိုရင်နေပူလို့မိုးရွာလို့เนาะဟိုလူကနေမကောင်းသေးလို့ဒီလူကနေမကောင်းသေးလို့เนาะအာမိသားစုထဲမှာအလုပ်များနေလို့ပေါ့เนาะအဲစသဖြင့်ပေါ့เนาะဒီလိုမျိုးလေးတွေဟလာเนาะကျမတို့အာ စင်ကြေးပေးနေအများကြီးရှိတယ်။ကျမဆိုလည်းကျမစင်ကြေးပေးတဲ့ဟာတွေကိုကျမအခုလိုပဲကျမဆွဲထုတ်နေကျမရင်ဆိုင်မယ်။ကျမစင်ကြေးပေးတဲ့နေရာတွေကိုကျမရင်ဆိုင်မယ်။ကျမမလုတ်တက်တဲ့ဟာတွေပေါ်လာတာကျမမသိသေးတဲ့ဟာတွေပေါ်လာတာကျမကို challenge လုပ်တဲ့အရာတွေပေါ်လာတာဟာကျမအတွက် ဒါကျမရဲ့ growth zone ပဲเนาะကျမ comfortable မဖြစ်တဲ့နေရာတွေပေါ့เนาะအဲ့တော့ comfortable မဖြစ်တဲ့နေရာဆိုတာကကျမတို့ကဟာဒီနေရာမှာဆိုရင်တော့ငါလုံနေကြမှာမဟုတ်ဘူးငါသိနေကြမှာမဟုတ်ဘူးငါကျင့်သားရနေတဲ့ပတ်ဝန်းကျင်မဟုတ်ဘူးအဲ့တော့အဲ့လိုနေရာမှာငါရှင်တန်ရမယ်ဆိုရင်ငါအရင်အားလောက်တော့ငါ comfortable ဖြစ်မှာမဟုတ်ဘူးအဲ့တော့ uncomfortable တော့ဖြစ်မှာပဲအဲ့တော့ဒီ uncomfortable ဖြစ်နေမဲ့နေရာမှာကျမဟာ comfortable ဖြစ်နေအောင်ကိုကျမကျင့်သားရအောင်โอเค uncomfortable ဖြစ်နေတဲ့နေရာမှာ comfortable ဖြစ်နေအောင်ကိုကျမတို့ကျင့်သာရမယ်။အဲ့ဒါကျင့်သာရလာပြီဆိုရင်ကျမတို့ရဲ့ချမ်းသာတိုးတက်ခြင်းတွေเนาะအောင်မြင်ခြင်းတွေအလိုလိုဖြစ်ထွန်းလာမှာဖြစ်တယ်။ဟုတ်ပြီနော်။ uncomfortable ဖြစ်တဲ့နေရာမှာ comfortable ဖြစ်နေရမယ်။အဲ့ဒီတွေ့ကြောင်မလို့ကိုယ့်ရဲ့ uncomfortable ဖြစ်နေတဲ့နေရာအထိနဲ့ကိုယ်နဲ့ make peace မိတ်ဆွေဖက်ဖွဲ့ပါเนาะငြိမ်းချမ်းစိတ်ရဲ့ငြိမ်းချမ်းမှုကိုရှာယူပါ။ငါမှအစင်မပြေတာလေးတွေရှိတယ်။ Yes ဘာဖြစ်လဲ။ငါဟာလူသားတစ်ယောက်ဖြစ်တယ်။ ငါရဲ့စူးစမ်းမှုတွေထဲမှာเนาะငါဟာเนาะအမြဲတမ်းကဟာစူးစမ်းနေရလူဖြစ်တယ်ဒါပေမဲ့လူတယောက်သာမန်လူသားတယောက်ဖြစ်တဲ့တုန်းကကျမတို့ဟာဉာဏ်ကြီးရှင်ကြီးတွေမဟုတ်ဘူးเนาะ supernatural power တွေပိုင်နေကြတဲ့သူတွေမဟုတ်ဘူးအဲ့တော့ကျမတို့မှာအကန့်အသတ်တွေတော့ရှိနေမှာပဲဒါပေမဲ့ဒီအကန့်အသတ်တွေရှားတဲ့အနေကိုကျမတို့ဟာဉာဏ်စွမ်းရှိသလားเนาะကာယစွမ်းအာညာနာစွမ်းအဲ့အကုန်လုံးထုတ်သုံးပြီးတော့ကျမတို့စူးစမ်းနေတယ်ဆိုတာလေးကိုကိုယ့်ကိုအမြဲတမ်း လက်ခံထားနိုင်ရမယ်အဲ့ဒီအတိုင်းလေးနေထိုင်ကျင့်သုံးနိုင်ရမယ်နော်အဲ့ဒါဆိုရင်ကျမတို့အတွက်လုံလောက်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာပေးခြင်းတဲ့ message ကတော့စင်ချေပေးတဲ့ဟာတွေကြောက်နေတဲ့ဟာတွေနော်ကိုကြောက်တဲ့အခါတိုင်းမှာကြောက်တဲ့အရာတွေနဲ့တိုးရတော့မယ်ဟေးဆိုလို့ရှိရင်အဲ့ဒါစင်ချေတွေပေးတော့တာပဲအဲ့ဒီပြဿနာလေးကိုရှင်းနိုင်ကြပါစေစင်ချေပေးတတ်တဲ့အချိန်ကိုကျော်လွှားနိုင်ကြပါစေပေါ့နော်ဒါလေးကျမဒီဗီဒီယိုလေးကနေပြီးတော့ message ပေးခြင်းပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်